part 3 takeru နဲ့ dennis bure takeru တော့မပြောတော့ဘူးเนาะဘိုးတော် dennis bure ကိုပြောမယ်အသက်40ရှိတယ်ရော်တန်းနဲ့ပွဲမှာသူ့ကိုလူတွေတော်တော်များများသတိထားမိကြလိမ့်မယ်လို့ထင်တယ်နောက်ဆုံးပွဲကမေလတုန်းကပါဘိုးတော်ဆိုပေမဲ့တက်ကဲရုရှိန်ရမယ့်အပိုင်းနဲ့ရှိတယ်အဲ့ဒါကလက်သေးပိုင်းဂျပန်နိုင်ငံကထွက်သမျှကစ်ပေါင်စာတွေအကုန်လုံးတဲက80 85ရာခိုင်နှုန်းလောက်ကကျိုးရှင်းသမားတွေများတယ်တက်ကဲရုလည်းကျိုးရှင်းခရာတီ background ကလာတာပါပဲ အဲ့ဒါမှားလားဆိုရင်မဟုတ်ဘူးခရာတီကနေပြီးတော့ကစ်ပေါင်စင်ပြောင်းဆောင်မယ်ဆိုရင်စတိုင်ကိုမဖြစ်မနေချိန်မှရတယ်ခြေကိုဘောင်စင်ဖူဝော့လက်သီးပိုင်ကိုဘောင်စစ်စတိုင်ဖြစ်အောင်ပြောင်းရတယ်ဒါဆိုရင်ကစ်ပေါင်စင်မှာကျန်းလို့ရပြီ K1 ဂျပန်မှာကျန်းနေကြတဲ့ဂျပန်နေအကုန်လုံးဒီအဲ့လိုပဲဆော့ကြတဲ့ဒူရီကြီးပါပဲတကယ်တော့ကျွန်တော်ပြောတဲ့စတိုင်ကိုအပြည့်အဝမပြောင်းနိုင်ဘူးခရာတီပုံစံပဲသူကရှိသေးတယ်ခြေပိုင်းအဆင်ပြေပေမဲ့လက်သီးပိုင်ကလုံးလုံးခရာတီသမားပဲဖြစ်နေသေးတယ် ကြောင့်တန်းစီရဲ့ဝိုင်းလက်သီးနဲ့ကြားတယ်ရော်တန်းရဲ့ဘယ်ဝိုင်းနဲ့ထပ်ပြီးတော့ကြားတယ်လက်သီးပိုင်းကိုမပြင်တတ်မကာကွယ်တတ်မမြင်တတ်သေးဘူးအဲ့ဒါ short ရှိတယ်အခုဘိုးတော်ကအသက်40သားပြောတာဘယ်ဝိုင်းတစ်ပတ်ကရှရှန်းတောက်ပဲပရမချီလဲဖူပါဝါနဲ့ယုံနိုင်တယ်အဲ့ဒါကြောင့်ကြောက်ဖို့ကောင်းတယ်လို့ပြောတာတေချာတာကတော့ပွဲဆက်ဆာချင်းအခြေတွေမှာတကယ်တော့ကဒိုင်နက်စ်ပူရစ်ကိုအထင်သိရင်မှောက်ပါလိမ့်မယ်ဘိုးတော်ကလည်းအသက်40ကျော်ပြီမို့လို့နောက်အခြေအနေမှာပြန်ပြီးတော့တော့တက်လုံကကြာလာတတ်တယ်အဲ့ဒီအချိန်ထိတာခဲတို့ဆွဲဆောင်နိုင်ရင်တော့ တာလိမ့်မယ်ဆိုတော့ပွဲကိုတုံးသက်ရရင်ပရမအချီမှာ Dynamic Spirit နိုင်နိုင်ချင်းမြင့်တယ်နောက်အချီတွေထိရောက်အောင်ဆွဲခေါ်ဆော့မယ်ဆိုရင်တော့တကယ်လို့တာလိမ့်မယ်ပေါင်ကြီးမှာတကယ်လို့1.079 Dynamic Spirit ကို7.5ပေးထားပါတယ်6ဆကြောင်အောင်꽈ပါတယ် Dynamic G ကနောက်ဆုံး၃ပွဲရှုံးထားလို့ပါတို့တော့ပရမအချီမှာတော့တကယ်လို့ GU side မှာရပါမယ် Christian Lee နဲ့ Alibat Razulov ဒီနှစ်ယောက်ကမနစ်ကဒီဇင်ဘာလောကတွေ့ခဲ့ပါတယ်အိုင်ပုံဖြစ်ပြီးတော့ပွဲပြက်ခဲ့ရတာပါ အခုပြန်တွေ့ပြီပြောရခက်တယ်ဗျတန်စကားထဲမှာလုံမမို့လို့အလီဘတ်တို့အနှဲငယ်တာကောင်းတာနိုင်တယ်ဒါပေမဲ့လီယာလည်းပါနေတဲ့သူမလို့အပြည့်ဝဒီပွဲကိုဘာဖြစ်မယ်လို့မပြောနိုင်ဘူးပထမချိန်တုန်းကပရက်ရှာဘက်မှာရာဇူလော့တာပဲမဲ့ significant ဘက်မှာကျတော့လီယာပြန်တာတယ်ဒီပွဲကနည်းနည်းလက်ပေါက်ခက်တယ်ဗျကြိုက်တဲ့သူကိုရွေးလို့ရတယ်15 50ပဲပေါ့ဂျေလီ2.259အလီဘတ်1.642ပါလာပြီရော်တန်နဲ့နောင်အိုနောင်အိုကြီးကကောင်းပါတယ်ဆိုင်းအေတို့နဲ့တန်းနေတိထားလို့ရတဲ့ဘဲပါ ူလဲဂုံးမိုးရင်တော်မှလီဂျန်စင်းဝင်နေပါပြီ။ကြားပြီလို့လူတိုင်းကပြောနေကြပေမဲ့စိတ်နဲ့စွဲတင်စော့နေရှာတယ်။မာဂုံပိုင်းလေး40နားကတ်လာတော့ဇယားကိုတော့ဘသူမှအန်တုမရပေမဲ့ရာသေးတဲ့ကွဆိုတဲ့စိတ်နဲ့စွဲတင်ပြီးတော့သူစော့ရှာတယ်။တကယ်ကောင်းတဲ့လူပါ။သို့တော့ဘလိုပဲကွန်ထရာနီကိုနိုင်အောင်ဆော့ပြဆော့ပြအသက်28နှစ်ပဲရှိသေးတဲ့ရော်တန်နဲ့ကြတော့မလွယ်တော့ပြန်ဘူးရော်တန်ရဲ့မာဂုံကိုနောက်အိုတိုးမှာမဟုတ်ဘူးပညာပိုင်းတူရင်တော့မှအသက်ရွယ်ရွာသွားပြီးငယ်ကုံတွေမာဂုံတွေကစကားပြောပါပြီ ဒါကြောင့်ဒီပွဲသည်ရော်တန်ပွဲပါကြီးကြီးမားမားအမာယွင်းမရှိခဲ့ဘူးဆိုရင်တော့ရော်တန်အသားပါပဲတခုတော့ရှိတယ်ရော်တန်ဘက်ကနေနည်းနည်းလေးတော့ညာဆော့ပေးလိုက်မယ်သူ့ကိုတားမထည့်ရင်ပေါ့ထည့်ရင်တော့ကျိတ်ပါလိမ့်မယ်ဂျေးမှာရော်တန်1.291 now 3.615ပါ ရော်တန်အထက်ကြီးပါ173ရဲ့ခေါင်းပွဲစူပါဘွန်းနဲ့မာဇာအာကီနိုအီရီဒီပွဲဖြစ်ပေါ်လာပုံပြောမယ်ဖေဒါဝေတန်းရဲ့ကစ်ပေါင်စင်ချန်ပီယံကချင်းကီအာလာဇော့ပါ မနေ့ကနှစ်ကုန်ပိုင်းမှာချင်းကီက1ဟာထွက်တလို့လို့မထွက်တလို့လို့အတန်တွေထွက်ပါတယ်အဲ့တော့1172မှာ Featherweight Intern Champion ကိုလိုကြတယ်တာဝဲချိုင်းနဲ့ No Eri ကိုလိုကြတာပါ No Eri နိုင်သွားတော့ဂျာပြက် Champion ဖြစ်လာတယ်ပုံမှန်ဆိုရင် Real Champion ကကပတ်ဆုံသွားရင် Intern Champion သည် Auto Full Champion ဖြစ်တာမလို့ Super Bowl က Champion လူစီရမလို့ပဲနဲ့ Champion ကိုအနိုင်မယူဘဲနဲ့သူသည် ဖက်တာဝေတန်းရဲ့ကစ်ပေါင်စင်ချန်ပီယံဖြစ်သွားပါတယ်။နိုအီရီကတော့အင်တန်းချန်ပီယံဖြစ်နေတာမလို့အခုကပတ်ပေါင်းစည်းပွဲကိုလောက်ရခြင်းဖြစ်ပါတယ်။ပြည်တနာကအချင်းကီယာဝမ်းရနေပြီးတော့ထွက်ပြီလားမထွက်ဘူးလားဆိုတဲ့အပေါ်ကိုမူတည်ပြီးတော့အခုလိုတွေဖြစ်ကုန်တာပါ။အဲအခုတော့တကယ်ထွက်သွားပါပြီ။ဒါကြောင့်မလို့ဒီပွဲဖြစ်လာတာပါ။ရှုပ်များသွားလာတော့မသိဘူး။ကက်ထပါအရင်မကြည့်ဘူးပွဲကိုပြန်ဆက်မယ်။စူပါဘောကအခြေခံချက်တွေကောင်းတယ်။အမြင့်ကန်ချက်တွေရှယ်မိုက်တယ်။နိုအီရီကပြိုင်ပတ်လူပေါ်မူတည်ပြီးတော့အလိုက်တဲ့ ်ပြောင်းစောတတ်တဲ့သူနော်အီရီစောတဲ့ပုံစံက freestyle လို့ပဲပြောရမယ်ပုံသိမ်မရှိဘူးကစ်ပိုင်းလဲကက်ဖ်ကစ်တွေကန်နေရင်းကနေပြီးတော့ hack ကစ်ပြောင်းကန်လိုက်တာမျိုးလက်သီးပိုင်းကိုလဲလိုးတလိုပြောင်းလဲစောနိုင်တာမျိုးပါဒါကြောင့်မို့လို့သူ့ရဲ့ style ကို best style လို့ပြောလို့မရပါဘူး freestyle လို့ပဲကျွန်တော်တို့အကြမ်းပြင်းပြောလို့ရမယ် super bowl က chicken jet တပေါက်ပဲရှိပေမဲ့အဲ့ဒီ chicken jet ကကြောက်စရာကြီးပါနီးရင် push kick ကန်ပြီးတော့ခွာတယ်ကန်လို့ရတဲ့အကွာဝေးတစ်ခု distance တစ်ခုအမြဲတမ်းထားပြီးတော့စောတယ်ညာတန်းစောပေမဲ့တကယ်တမ်းသူ့အတွက်အသုံးတည့်နေတာက ဘယ်ခြေဖြစ်နေတာပါဘယ်ခြေနဲ့ပဲ KO အချနိုင်ဆုံးဖြစ်နေပါတယ်ဘယ်ခြေနဲ့ညာလက်ကိုကန်တယ်ညာလက်ကျလို့လက်ကျလာတာနဲ့ဂျောကိုအဲ့ခြေကတက်လာအောင် ရှေ့ပွဲတွေမှာလည်း KO နဲ့နိုင်ခဲ့တာအဲ့ဒီအကွက်နဲ့ပါပဲအဲ့ဒီကွန်ဘိုတုံးမရခဲ့တာက Marat Gregorian တယောက်ပဲရှိပါတယ်ဆိုတော့ Super Bowl ကဒီပုံစံနဲ့ပဲလာပါလိမ့်မယ် နော်အီရီကလူကိုဖတ်ပြီးတော့စောတက်တဲ့သူမလို့သူဘလို့လာမလဲဆိုတာကျွန်တော်တို့အတက်မပြောနိုင်ဘူးပြောလို့လည်းမရဘူးပြိုင်ဘက်ကိုလေးလာပြီးတော့၃ကြီနောက်ပိုင်းဆိုရင်နော်အီရီကစပြီးတော့ကြမ်းတက်တယ်ဆိုတော့အချီကြလာလေးလေဂျပန်နော်အီရီကစီးလာမဲ့ပွဲလို့ကျွန်တော်အနေနဲ့မြင်တယ်စူပါဘုန်းနိုင်ရင်ရှေ့နှစ်ချီတွင်နိုင်လိမ့်မယ်နောက်ချီတွေမှာနော်အီရီဖိဆော့လာနိုင်လိမ့်မယ်ပေါ့ကြီးစူပါဘော1.973မာဇာအကီနိုအီရီက1.817မှာကျေးသိမ့်မကွာပါဘူးတကယ်လဲ ကွာကြလို့ပါ hobby one championship 173ရဲ့လူစိတ်ဝင်စားမှုအများဆုံးပွဲတွေကတော့ဒါတွေပါပဲလုံလောက်မယ်လို့ထင်ပါတယ်လိုက်လွင်ပေးပါပါတနင်္ဂနွေနေ့ကျရင်ကျွန်တော်တို့ပြန်တွေ့ရအောင်နေရောတာပါတဒါ